အရေးပြကင်းစာယောဂအထိဖြစ်ပွားနိုင်တဲ့ခဲလွန်ရောင်ကြီးအညွန်ကိန်းမြမနေသားချောင်းတနစ်အောင်ကလေးတွေကိုအပြစ်မခေါ်ချဖို့ကျမ်းမာရေးဝန်ကြီးဌာနကတိုက်တွန်းလိုက်ပါထိတ်အဆိုပါခဲလုံရောက်ကြီးအညွန်ကိန်းဟာ မနက်၁၀နာရီကနေညနေ၄နာရီအထိမြမစွာကြာရောက်နိုင်တယ်လို့ဆိုပါတယ်။ ဒါအပြင်ကလေးငယ်နဲ့တက်ကြီးဘိုးဘွားတွေဟာခရမ်းလွန်ရောင်ကြီးအနေရဲကို ပုံပုံခန်းစားရနိုင်တာကြောင့်အထုခရုပြုစင်ကြင်ချဖို့လိုအပ်တယ်လို့အသက်တနှစ်အောင်ကလေးငယ်တွေကိုနေပူထဲသို့ခေါ်ဆောင်ခြင်းမပြုဖို့နဲ့ကလေးတွေကို အရိတ်ထဲမှသာကစားစေဖို့လဲဆိုပါထင်အဆိုပါခရမ်းလွန်ရောင်ကြီးအညွန်ကိမြမစွာရှိနေတဲ့အချိန်တွေမှာခရမ်းလွန်ရောင်ကြီးနဲ့ထီသွေးမှုကြောင့်ကျန်းမာရေးအပေါ်တည်ရောက်မှုတွေကိုကောက်ွယ်နိုင်ဖို့ပြည်သူတွေအနေနဲ့ကောက်ွယ်နိုင် ဲ့နီလန်းထွေကိုလိုက်နာချဖို့လဲလိုအပ်တယ်လို့သိရပါတယ်သာမင်းခင်အလုံးရောင်ကြီးနဲ့ထီသွေးမှုကြောင့်နေလောင်သာအသားရောင်ညိုမဲလာတာထို့ကို ဖြစ်စေနိုင်ပြီးထီသွေးမှုကလာကြလာပါကမျက်စီတိမ်ဆွဲထားအရေပြားထွေအရွယ်မတိုင်မီ အိုမင်းရှင်ရောထားခုခံအားကျဆင်းလာထားအရေပြားကင်းစားဖြစ်တာစားတဲ့ဆိုးကျိုးထွေဖြစ်ပေါ်စေနိုင်တယ်လို့ဆိုပါတယ် ဒါကြောင့်ခရမ်းလွန်ရောင်ကြီးနယ်ထီသွေးမှုကိုကာကွယ်နိုင်ဖို့မနက်7:00နာရီကနေညနေ4:00နာရီအထွန်းနေရောင်ကြီးနယ်ထိုက်ရိုက်ထီသွေးထားကိုတနိုင်တမျှရှောင်ကျဉ်ချဖို့တိုက်တွန်းထားပါထိန်အပြင်ထွက်ပါကလည်းမိမိအသားကို နေအောင်ကြီးနဲ့ဓာတ်ရိုက်မထီသွေးမိစေဖို့ညနာလေပင်းနဲ့ပခုံးထိုးကိုပါလုံချုံနဲ့ထီအုပ်ထုပ်ထိုးကိုစောင်းသွွားဖို့လိုအပ်တယ်လို့လဲဆိုပါသေး အစိုးပါခရံလုံရောက်ကြီးအလွယ်တကူမဖောက်နိုင်တဲ့ခြိသားအထူးထူပွားပွားဝစ်ထဲထွေးကိုဝစ်စင်ချဖို့နဲ့ခရံလုံရောက်ကြီးဟာမျက်စိကိုလည်းထိခိုက်စေနိုင်တာကြောင့်ခရံလုံရောက်ကြီးကို69ရာခိုင်နှုန်းအထိကောက်ွယ်ပေးနိုင်တဲ့နေကမျက်မှန်ကိုလည်းတက်စင်ချဖို့လိုအပ်တယ်လို့လည်းသိရပါတယ်။ ဒါအပြင်အဝတ်ကင်းလို့တဲ့လက်၊ဘဲဘင်းနဲ့ပခုံးစားတဲ့နေရာတွေကိုတနက်ခါထူထူဒါမှမဟုတ် SPF 50 plus ပါဝင်တဲ့နေအောင်ခန်းလိမ့်စေးကိုနေအောင်ချီထဲမထွက်ပြီး15မိနစ်ခန့်ကြိုးလိမ့်ချဖို့နဲ့နေအောင်ခန်းလိမ့်စေးတစ်ခါလိမ့်ပြီးတနအီကြပြီးတိုင်းတစ်ခါထပ်ပြီးလိမ့်ပေးရမယ်လို့လဲကျမကြီးဝန်ကြီးဌာနကအတိပေးနှိုးဆော်ထားတယ်လို့သိရပါတယ်ရှင်။